သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တီလင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအစီရင်များလောက်ကန်ဆောင်ရွက်ထားကြရင်စစ်ကောင်စီညွန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းကံကောခရိုင်ထီလင်းမြို့အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရတရာအစီရင်တခုမဖြစ်မနေလောက်ကင်ဆောင်ရွက်ကြရင်စစ်ကောင်စီထံမှညွန်ကြားစာရောက်ရှိထားကြောင်းသိရှိရပါတယ်။ထီလင်းမြို့နယ်အတွင်းလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လေရအရက်မှာကံကောညွန်15ညွန်နဲ့ဇီးယိုဖျားမှာကတ်လူကြရင်အထက်ဌာနတခုမှညွန်ကြားစာရရှိထားကြောင်းဒေတာရင်းသတင်းမြင့်များထံမှသိရှိရပါတယ်။ မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်တိလင်းမြို့နယ်ထဲမှာလှုပ်ရှားနေတဲ့စစ်ကြောင်းတွေအထက်ဌာနကနေအစီရင်တစ်ခုဆောင်ရွက်ဖို့အမိန့်တစ်ခုရောက်လာပါတယ်။ရောက်ရာအရက်မှာဂန်းကော်ညွန့်15ညွန့်နဲ့ဇီးယိုကိုဖျားကတ်ရန်ဖြစ်ပါတယ်လို့ရောအလင်းတန်းမှာလည်းဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတိလင်းမြို့နယ်အတွင်းရေမျက်နေကြီးရွာနဲ့တိလင်းမြို့ပေါ်နေရာတို့တွင်သာတပ်ဖွဲ့ဝင်များတက်ဆွဲကြံရှိနေစေဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီကမတရားစင်ကူတပိတ်ချင်းမိုးကုတ်စကိုင်းအတွင်းမှာကောလင် မကွေးတိုင်းအတွင်းမှာဇလင်းထီလင်းရှမ်းမြောက်မှာနောင်ချိုကချင်ပြည်နယ်မှာဖားကန့်မြို့တို့ကိုလေကြောင်းမှာဘုံကျဲတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။လာရှိုးကိုရပြီးနောက် TNL ထိန်းချုပ်ဒေတာများဖြစ်တဲ့မုတ်ကုတ်ကိုပါစစ်ကောင်စီကလိုချင်နေပြီးဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အပြင်ဆက်ဆက်ဒေတာများမှာရှိတဲ့နေမီများကိုပါဘုံကျဲတိုက်ခိုက်လာခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းတမန်ရရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုများနဲ့လှုပ်လှုပ်ခက်ခက်ဖြစ်နေပေမဲ့မင်းအောင်လိုင်းရုရှားတွားရောက်ရန်ဆုံးဖြတ်ထားစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရင်းမြစ်နီအောင်ပွဲနေ့အခမ်းအနားကိုတက်ရောက်မဲ့နိုင်ငံတကာခေါင်းဆောင်တချို့ရဲ့လုံခြုံရေးကိုတာဝန်မယူဟုယူကရိန်းတမန်ရဇယ်လန်စကီးရဲ့ထုတ်ပေါ်ပြောဆိုမှုကြောင့်နေပြည်တော်မှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားပေမဲ့မင်းအောင်လိုင်းရုရှားတွားရောက်ရန်ဆုံးဖြတ်ထားစေဖြစ်ကြောင်း နေပြည်တော်စစ်ဘက်တရင်အင်းမြင့်များကပြောဆိုပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာနှစ်80ပြည့်ရင်းမြစ်နီအောင်ပွဲနေ့အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိ၃ရက်ကြာအပြစ်ခတ်ရက်ဆိုင်ရန်ရုရှားရဲ့ကန့်လန့်ချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇေလန်စကီးကပယ်ချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်များရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားပိုင်နက်မှာဖြစ်ပျက်နေတဲ့ကိစ္စအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူး။ရုရှားကသူတို့ကိုလုံခြုံရေးပေးတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဘာလုံခြုံရေးအာမခံချက်မှမပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇယ်လန်စကီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာဒုတိယကမ္ဘာစစ်အောင်မြင်ခြင်း180ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပမှာဖြစ်ပြီးမင်းအောင်လိုင်အပါအဝင်တရုတ်သမ္မတရှီကျင်းဖြင့်ဘယ်လာရုစ်၊ဆာဘီယာတို့ပါဝင်တဲ့နိုင်ငံပေါင်း20ကျော်မှခေါင်းဆောင်များကိုအခမ်းအနားကိုတက်ရောက်ဖို့ရုရှားကဖိတ်ကြားထားပါတယ်။ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်ရုရှားကိုတွားရောက်မဲ့မင်းအောင်လိုင်အပါအဝင်နေပြည်တော်မှာစစ်ဘိုလ်ချုပ်တချို့အကြား လုံခြုံရေးအတွက်စိုးရိမ်မှုများရှိနေပေမဲ့ရုရှားခီးစဉ်ကိုတွားရောက်ဖို့မင်းအွန်လိုင်းကဆက်လက်ဆုံးဖြတ်ထားကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့မင်းအွန်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်တချို့ကနေပြည်တော်မှ MAI Airbus လေယာဉ် X1ALK နဲ့ရုရှားကိုထွက်ခွာမှာဖြစ်ကြောင်းမင်းအွန်လိုင်းနဲ့အတူစစ်တပ်ရဲ့ကြီးရေးလေးဗိုလ်ချုပ်တချို့လိုက်ပါကြမှာဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကဒီဇယ်တန်18000စစ်ကောင်စီကိုကုညီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ငလင်တန်တင့်ဒေတာများ၊ကုညီကေဇရေးအတွက်တရုတ်နိုင်ငံမှပေးပို့လိုက်တဲ့ဒီဇယ်တန်ချိန်1800ဟာမေလ2ရက်နေ့မှာရန်ကုန်မြို့တိလဝါစိတ်ကမ်းကိုရောက်ရှိလာကြောင်းတရုတ်တန်ယုံကထုတ်ပြန်ထားပါတယ်။ယင်းဒီဇယ်တန်ချိန်1800ကိုစစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံမှတန်မှုမစ္စတာအူယန်ဒါအိုဘင်ကတိလဝါစိတ်ကမ်းမှာလွှဲပြောင်းပေးခဲ့ကြောင်းဆိုပါတယ်။ အစုပါအကူအညီများမှာဆက်တဲ့ချိန်မြောက်အဖြစ်ရောက်ရှိလာခြင်းဖြစ်ပြီးတရုတ်နိုင်ငံကနောက်ဆုံးပေးထားတဲ့အကူအညီများထဲမှာအသင့်တက်စင်နိုင်တဲ့ရုံးခန်းနဲ့ဆက်ဆက်ပရိဘောကအစုံရချီပါတဲ့ထောက်ပံ့ပစ္စည်းများလဲမေလ3ရက်နေ့မှာတိလဝါစိတ်ကန်းကိုရောက်ပြီးဖြစ်ကြောင်းလဲတန်ယုံထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်ပအံမြို့မှာရှိတဲ့တရင်တပ်ဖွဲ့များရဲစခန်းများရုံးဌာနများမှာဘန်ကာများကရုတ်ချင်းများနဲ့မြို့ပတ်ပတ်လဲမှာခုခံစစ်များပြင်ဆင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ဖအံမြို့မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့များရဲစခန်းများရုံဌာနများမှာဗန်ကာများကရုတ်ကြီးများနဲ့မြို့ပပတ်လယ်မှာမြို့အတွက်ခုခံစစ်များပြင်ဆင်နေပြီးတပ်များဖြန့်ကျက်ထားကြောင်းဖအံဒေသတရင်မြင့်တချို့ကရန်ကုန်ခေတ်တရင်ဌာနကိုပြောဆိုပါတယ် KNL တပ်မှအများစုမှာ KNL PDF ပူးပေါင်းတပ်များကစစ်ကောင်စီတပ်စခန်းများကာကင်းများကိုတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်လာပြီးနောက်ကရင်ပြည်နယ်ဖအံမြို့တွင်မှာစစ်ကောင်စီတပ်ကခုခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဖအံမြို့တိုက်ခိုက်ခံရမယ့်အရေးမှကြိုတင်ကာကွယ်ရေးစီမံချက်များကိုလည်းစစ်ကောင်စီတပ်ကရေးဆွဲထားပြီးတပ်ဖြတ်မှုများနဲ့ခုခံစစ်အတွက်အကြီးအကျယ်ပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကဖအံနဲ့အတော်ကိုကတ်လာတယ်။ဂျိုင်းတရာကြော်ရင်ဖြစ်ဖြစ်နဘူးဒေါ်လန်ဘက်ကဖြစ်ဖြစ်ခရီးတန်လေဘက်ကဖြစ်ဖြစ်မြန်ကလေးမုတ်ကတိဘက်ကဖြစ်ဖြစ်ဖအံကိုအချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။အဲဒါကြောင့်တပ်မနဲ့နဲ့ကမြို့ပပတ်လေမှာခုခံစစ်ပြင်နေတယ် လောညတမညဘက်ကရွာတွေမှာစစ်ကြောင်းတွေဖြန့်တာရှိတယ်။ကင်းဘုံတွေချတာရှိတယ်။အပေါင်ထီလုံဘက်မှာလည်းတန်ချက်ကကားတွေလက်နက်ကြီးတက်တွေဖြန့်တာရှိတယ်။ခရတန်လေဘက်နဲ့မုတ်ကတိမိဇံဘက်မှာလည်းတန်လွင်မြစ်တဲ့စစ်သင်းမော်တွေကင်းပတ်နေတယ်လို့ဖန်အခြေဆိုင်တက်နဲ့တီးတွေ့မှုရှိတဲ့သတင်းအမြင့်တချို့ကရှင်းပြပါတယ်။ဖန်တက်နယ်မှာရှိတဲ့တရင်ဆယ်ခုမှစစ်တီမိသားစုများတာသမီဇနီးများလည်းခမာယာ239တက်နဲ့ခမာယာ239နဲ့တက်ရင်များမှာအခြေခံပြစ်ခတ်မှုစစ်တင်တန်းများတက်ရောက်နေရကြောင်း ပစ်ခတ်မှုတင်တန်းတက်ရောက်ပြီးပါကတရင်တပ်ဖွဲ့များရဲ့လုံခြုံရေးနဲ့မြို့ဆောင်အရန်အင်အားအဖြစ်တာဝန်တန်းဆောင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ဖအံမှာတက်မနှစ်နှစ်အောက်မှာခါမယာခါလာယစေးတက်တက်ထိန်ထောက်ဖို့ GE တအမြောက်တက်ဆက်သွယ်ရေးတစရဖစစ်လက်နက်ပစ္စည်းတက် အားလုံးစေတက်ရှိပါတယ်။အဲဒီကစစ်သားသားသမီးတွေမိမတွေကိုစစ်တင်တန်းတွေပေးနေတယ်။မြို့ဆောင်အရန်အင်အားတုံးဖို့ဆိုပြီးတော့လှုပ်တာတက်သေးကလူတွေအပြင်အလုတ်ထွက်လို့ရတာအကုန်နာပြီး နှစ်တုံညာတဲ့နှစ်တုံညာနှစ်မှာတင်နှန်းတက်နေရတယ်လို့ဖအန်တေတာသတင်းအမြင့်များကပြောဆိုပါတယ်။ဒါပြင်စစ်ကောင်စီက BGF တက်များအနေနဲ့လဲ KNL တက်များနဲ့ပူးပေါင်းသွားမှာကိုစိုးရိမ်နေပြီး KNL မဟာမိတ်ပူးပေါင်းတက်များကဖအန်ကိုတိုက်ခိုက်လာခြင်းမှာ BGF, DKB, KNL, PC အပါအဝင်ကရင်တက်များအလုံးမိခင် KNU နဲ့ပြန်လဲပေါင်းစည်းမှာကိုလဲစစ်တပ်ကအကြီးအကျယ်စိုးရိမ်နေကြောင်းသိရှိရပါတယ်။စကစကတော်တော်လေးကိုစိတ်ပူနေတယ်။ ကရင်ဘုံကြီးတွေနဲ့ကရင်အုပ်စုတွေကိုထိမ့်ပေးဖို့ပြောတယ် BGF တွေကိုလည်းသူတို့အောက်မှာပဲဆက်ရှိဖို့နဲ့ထိမ့်ဖို့အမျိုးမျိုးစ조사နေတယ်လို့ဖန်အန်ဒေတာသတင်းရင်းမြစ်များကရှင်းပြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူအမှတ်30ရက်တည်းရင်အဝိုင်းခံရရတဲ့အနေအထားမျိုးရောက်ရှိလာပြီးနောက်ထောက်ပို့လမ်းကြောင်းဖြတ်တောက်မခံရစေရန်စက္ကစမကာကင်စကန်အသစ်များတိဆောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ဖြူမြို့ပြင်မှာရှိတဲ့အမှတ်30ရက်တည်းရင်မှာအဝိုင်းခံရရတဲ့အနေအထားမျိုးကိုရောက်ရှိလာပြီးနောက် ထောက်ပို့လမ်းကြောင်းဖြတ်တောက်မခံရရန်အတွက်၎င်းရဲတပ်ရင်းနဲ့ကြောက်ဖြူမျိုးအကြားမှာရှိတဲ့လမ်းတစ်လျှောက်မှာကာကင်စကန်များကရုတ်ချင်းများကိုထပ်မံတိုးချဲ့တိဆောက်နေကြောင်းသတင်းရရှိပါတယ်။ကြောက်ဖြူမျိုးကန်စစ်ရေးအခြေအနေကိုလေ့လာနေသူအမျိုးသားတအူကရဲတပ်ရင်းကအေအေရဲ့ဝိုင်းရာကိုခံထားရတယ်လေ။ရဲတပ်ရင်းသာကြာသွားရင်ကြောက်ဖြူကိုအေအေကဝင်လာပြီးစစ်တပ်တပ်ရင်းတွေကိုတိုက်လာနိုင်တယ်လို့အန်လိုမျိုးထောက်ပို့လမ်းကြောင်းတွေလည်းဖြတ်တောက်ခံရနိုင်တာမို့ကြောက်ဖြူမျိုးနဲ့ရဲတပ်ရင်းကြားမှာစစ်အင်အားတိုးချတယ်။ ကာကင်စကန်တွေအခိုင်အမာတည်ဆောက်နေတယ်လို့သိရပါတယ်လို့ပြောပါတယ်။အဓိကအမှတ်30နှစ်တိုက်ခိုက်ရေးရဲတပ်ရင်း Combat Police Battalion နဲ့ကြောက်တလုံးစစ်ဆေးရေးကိအကြကာကင်စကန်အသစ်များကိုအခိုင်အမာတည်ဆောက်ကအင်အားထက်မှန်တိုးချထားကြောင်း၎င်းကပြောပါတယ်။၎င်းအပြင်ကြောက်တလုံးဂိတ်နဲ့ရဲတပ်ရင်းကြားရှိလမ်းနဲ့ကြေးရွာတချို့မှာလည်းကရုတ်ကြီးများတူးကကာကင်စကန်များအသစ်တည်ဆောက်ကလုံခြုံရေးအင်အားတိုးမြင့်ချထားတယ်လို့ဒေသခံများကပြောပါတယ်။ အမှတ်30နဲ့တိုက်ခိုက်ရေးရက်တရင်အနီးမှာရှိတဲ့ကျေးရွာများအနီးတစ်ဝိုက်မှာနေရာယူခဲ့တဲ့စစ်ကောင်စီရဲ့ကာကင်စကန်တချို့မှာလည်းအေအေရဲ့တိုက်ခိုက်မှုကြောင့်လက်လွတ်ခဲ့ရပြီးအမှတ်30နဲ့ရက်တရင်ဟာလက်ရှိမှာအာရခတက်တော်အေအေနဲ့စစ်ဆိုင်ထားရတဲ့အနေအထားမျိုးမြင်တွေ့နေရတယ်လို့ဒေတာခန့်အမျိုးသားတအုပ်ကပြောပါတယ်။အရင်ကရက်တရင်အရှိတ်အမနီမဝေးမှာအေအေကိုနေရာယူပြီးတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီကကာကင်စကန်သဘောမျိုးနေရာတွေရှိခဲ့တယ်။အခုလက်ရှိမရှိတော့ဘူး။အကုန်လုံးကိုအေအေကသိမ်းလိုက်ပြီး အဲ့ဒီရဲတရင်ပပတ်လဲမှာတော့အေအေကဝိုင်းထားတယ်ဒါပေမဲ့ရဲတရင်ကိုတိမ့်နိုင်ဖို့ဆိုရင်တော့တိကျပြောလို့တော့မရသေးဘူးသူတို့စစ်တပ်ကလည်းပြန်လဲထိုးစစ်ဆင်နိုင်တဲ့အနေအထားရှိနေတာပေါ့နော်နှစ်ဖက်စစ်ဆိုင်ထားတဲ့အနေအထားပါလို့ပြောပါတယ်ကြောက်ဖြူမျိုးပင်ကာလန်ဘေးမှာတည်ရှိတဲ့အမှတ်30နဲ့ရဲတရင်ဟာစစ်ကောင်စီအတွက်ကြောက်ဖြူမျိုးမကြရန်အတိကကာကွယ်ထားတဲ့တရင်တရင်ဖြစ်ပြီးတပ်အင်အား900ခန့်ဝင်ရောက်နေရာယူထားတယ်လို့သိရှိရပါတယ်လက်ရှိမှာညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ AA TNL MNDA ဘက်မှမေလ1ရက်နေ့မှမေလ31ရက်နေ့အထိနောက်တစ်တလအပြည့်ခက်ရဲစဲကြောင့်ကြီးညာထားတဲ့အတွက်၎င်းရစ်တက်ရင်းကိုလောလောဆယ်မှာ AA ကဝင်တိုက်ခိုက်အောင်မှာမဟုတ်ဘူးလို့ယူဆထားကြောင်း၎င်းကဆိုပါတယ်။သို့သောအပြည့်ရဲ့ကာလအတွင်းနှစ်ဖက်တိတွေ့တိုက်ပွဲဖြစ်ပွားမှုများမကြာခဏဖြစ်ပွားနေပြီးယမန်နေ့မေလ3ရက်နေ့ကလည်းကြောက်ဖြူလက်ကမော်ကြေးရွာအနားမှာအာရခတက်တော် AA နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြောင့်ရိုင်နေတဲ့မန္တလေးအထက်မြင့်တိုင် ောက်နှက်ထပ်ပြိုကျဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေတာဇံမြို့နယ်15လမ်းနဲ့82လမ်းတောင်းက၈ထပ်တိုက်တိုက်ဟာမိုးများပြီးတဲ့နောက်မှာအောင်ဆုံးကမြင်းကြီးတက်နဲ့ပထမတက်တို့ပြိုဆင်းဤကျသွားတယ်လို့ပတ်ဝန်းကျင်နေထိုင်သူတယောက်က BBC ကိုပြောပါတယ်။ခုနှစ်တသမခုနှစ် Richter scale ရှိ match လ28ရက်နေ့မှာငလင်လုတ်ခတ်ခဲ့ပြီးချိန်ကလေးကငလင်တန်ကြောင့်အဲ့ဒီတိုက်ဟာဘယ်ဘက်ကိုရင်းရိုင်နေတာပါ။အဲ့ဒီတိုက်ရိုင်းနေကလေးကတိုက်ပေါ်မှာနေထိုင်တဲ့သူတွေနဲ့ တိုက်ပေပတ်ချမ်းမှာကက်လျက်နေထိုင်တဲ့သူတွေဟာ NLA ကြောင့်နေရာပြောင်းရွှေ့နေကြလို့ဒီနေ့အောက်ဆုံးတက်ပြိုကျမှုမှာထိခိုက်မှုမရှိဘူးလို့သိရှိရပါတယ်။ဒီနေ့မနက်ပိုင်းမှာမန္တလေးမြို့တွင်မိုးများခဲ့ခြင်းမှာပြိုကျလာတာကြောင့်လူတွေအထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။တထက်တဲ့ပြိုကျတဲ့ဆိုပေမဲ့သူ့အလေးချိန်လဲပါတော့မြေကြီးတောင်တုံတာဒါကငလင်ထက်လောက်ပါတဲ့ဆိုပြီးအိမ်ထဲကနေထွက်ပြေးကြရသေးတယ်။အခုအဲ့ဒီတိုက်ကညာဘက်ကိုစောင်းသွားလို့ညာဘက်အိမ်ကလူတွေလဲရွှေ့ပြောင်းကြရတော့မယ်လို့မျက်မြင်တွေ့ရှိသူတယောက်ကပြောပါတယ်။ အဲ့ဒီတိုက်ဟာအနီနာပတ်ဝန်းကျင်မှာအထက်အမြင့်ဆုံးတိုက်ဖြစ်တာကြောင့်ထက်မှန်ပြိုကျမဲ့အန်ဒီရဲ့ကြိုတင်သတိပေးတဲ့အနေနဲ့တိုက်အနီနာတက်ဝိုက်ကိုဖျက်ဆီးသွားလာခွင့်ကိုတပ်ဆိုင်ရာကတားထားလိုက်ပြီးဖြစ်ပါတယ်။စကိုင်းပြည့်ရွေကြောင်ငလင်းကြောင်မန္တလေးစကိုင်းမကွေးပဲခူးရှမ်းပြည်နယ်နဲ့နေပြည်တော်တို့မှာမတ်လ28ရက်နေ့ကနေမေလ2ရက်နေ့ထိရရှိတဲ့ဇယင်အရတေဆုံးသူ3839ရောင်းထိကြိုက်ဒဏ်ရာရသူ9100ကျော်နဲ့ပျောက်ဆုံးသူ100ကျော်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အဲ့ဒီအထက်မှာအဆောက်အုံပေါင်းတောင်းတဲ့ချီဟာ ထိခိုက်ပျက်စီးခဲ့ပြီးငလင်ဘေးတင်ခဲ့ပေမဲ့နေလို့ရတဲ့ဆိုပြီးကို့အိမ်မှာဆက်နေထိုင်သူ၄သိန်းကျော်၄သိန်း2000 312ရောက်ရှိတယ်လို့စစ်ကောင်စီတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဘ ਹੁ ဌာန DMC ကထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအစိုးရနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရဲ့ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ Yeah.